အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော် Daikin စက်ရုံနဲ့7 minutes ကြော်ပဲဝေးတဲ့နေရာကအိမ်တစ်လုံးကိုပြချင်ပါတယ်ဈေးကပြင်ဒီအိမ်က3300ပဲရှိပါတယ်သူက square feet ဆိုလို့ရှင်ပေါ့နော်အခြေ1 square feet က2000နဲ့နေရာလေးပါရှိတယ်အဲ့တော့အိမ်ခန်းက၄ခန်းရချိုခန်းကမခန်းခွဲရှိတယ်ဒီအိမ်ကကျွန်တော်တို့ဝင်လိုက်မယ်ဆိုလို့ရှင်ဟုတ် closet ရှိမယ်ကျွန်တော်တို့ ဘာတွေရှိမှလို့မသိဘူးကျွန်တော်လိုက်ပြမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် half bathroom ပေါ့နော်သူကဒီအိမ်ကိုဘာကြောင့်သူစမအိမ်ကြီးပေါ်တယ်ဟုတ်တယ်မှန်တယ်ဘာကြောင့်ဒီဟာကိုပြသလဲဆိုတော့ဒိုက်ကင်နဲ့နီလို့ဒိုက်ကင်ဆိုတာကတော့ဒိုက်ကင်ဆက်ရုံပေါ့အာ AC ဆက်ရုံပေါ့နော် AC ဆက်ရုံဒီကျွန်တော်တို့ AC air condition ဆက်ရုံပေါ့နော်ကျွန်တော်တို့ဘာကြောင့်ဒီ air condition ဆက်ရုံအကြောင်းကိုပြောသလဲဆိုတော့ ရှူစတာမှာဆိုလို့ရှိရင်မြန်မာတွေစက်ရုံမှာအများဆုံးဆိုလို့ရှိရင်တော့ဒီတိုက်ကင်စက်ရုံမှာကမြန်မာတွေအများဆုံးပြစ်မှတ်ထင်းတယ်။အရင်များလို့ပြောတယ်ယာနဲ့ချီရှိတယ်လို့ပြောတယ်ကျွန်တော်တခါမှတော့မရောက်ဘူးဘူး။အာပေါ်တော့အဲ့တော့ဒီအာတိုက်ကင်မှာအလုပ်လုပ်တဲ့လူတွေအတွက်ပြီးရင်အိမ်ဈေးကလည်းသူကဒီနေရာမှာအရင်ဈေးချူတယ်ပေါ့နော်။ဆိုတော့ဟုတ် sorry အာသူအခု loss ရဲ့ဒါကတော့ဟိုဟာ garage ပေါ့နော်သူတို့အာ office လောက်နေတယ်အာပြီးရင်ဒီမှာကတော့အာ washer dryer closet ချင်းချင်းနဲ့ okay အဲ့တော့အာ3သိန်း3000ပဲရှိတယ်ဗျာဈေးကအကောင်လုံး material ရတဲ့အကောင်လုံးအတူတူပဲတခြား DA ကိုပေါ့နော် DA က Santera KD လို့နေရမှာဆိုလို့ရှိရင်ဒါ KD ရဲ့အပေါ်အပေါ်ဖတ်မှာပေါ့နော် အာတော့ကြတယ်အဲ့တော့ဒီ290နားမှာပေါ့နော်အာ thumb ball နဲ့အာပုံနေတယ်ပေါ့နော်အဲ့ဒီဖက်မှာဆိုတော့အာအလုတ်ဒီတိုက်ကင်မှာလောက်ရဲ့လူအတွက်ဆိုရင်တော်တော်အဆင်ပြေတယ်အိမ်နဲ့လေပုံနေနေဟိုး China Town ထိသွားကြမှာလူတော့ KD ထိအာဟို45မိနစ်တနအိမ်မောင်းဆရာမှာလူတော့တိုက်ကင်မှာလောက်လောက်ရဲ့ဆင်ဒီမှာ7မိနစ်ကြောက်ကောင်းမောင်းုံနဲ့ ဒီမှာရောက်တယ်ပေါ့နော်ပြီးရင်ဈေးကပြာ3သိန်းကျော်တော့ဒီလိုမျိုးအိမ်ရောက်ရတယ်ဒါကို KD မှာဒါမှမဟုတ် Richman တို့ဒီအာ Sugarland တို့မှာဒီအိမ်ဆိုလို့ရှိရင်ပေါ့နော် KD ဆိုလို့ရှိရင်နောက်မှ KD ရဲ့ Santera အကောင်လုံးအတူတူပဲ product အတူတူပဲ design အတူတူပဲအရာကိုဘယ်လောက်ပေးရဒီကောင်ဒီအိမ်ကအာ3သိန်း9000 7000လောက်ရှိတယ်ပေါ့နော်ဒီမှာ3သိန်း3000ဆိုတော့အနည်းဆုံး5000လောက်กว่าတယ်အဲ့လိုမျိုးရှိတယ်ပေါ့နော်ဒါပေမဲ့ကို့အတွက်ကိုကတိုက်ခင်မှာလောက်တယ်ဆိုလို့ရှိရင်တော်တော်အဆင်ပြေတယ် အာကြည်ပေါင်းတော်တော်လှတယ်အောက်ထပ်မှာကောင်းတဲ့အသာချက်အောက်ထပ်မှာအိတ်ခမ်းရှိတယ်သူကဒီမှာ double sink ရှိမယ်ဒါကတော့ master bath ပေါ့နော်အိမ်သားရှိမယ် everything's bay in texas ဆိုတဲ့လိုမျိုးဒီမှာကြည်အိုးဒါလေး storage လေးတွေရှိတယ်ပေါ့နော်ဒါဒါ closet နာအဲ့တော့ကောင်းတဲ့အချက်ကဒီနေရာမှာနေမယ်ဆိုလို့ရှိရင်အိုးမှာ diking မှာလောက် လောက်တယ် okay loss လောက်မယ်ပြီးတခြားနေရာမှာလောက်ပြောင်းမယ် ဘာတွေရှိနိုင်သေးတယ်လဲဆိုတော့ကျွန်တော်သဘောကျတာအာတချို့လူကြားဖူးမှာပါကျွန်တော်ကျွန်တော်ဗီဒီယိုထပ်ကနေပြီးတော့လေးဒါမှမဟုတ်တချို့လူတီးပြီးသား Texas မှာရောက်ဖူးတဲ့လူဆိုရင်သိမှာပါ HEB HEB ဆိုတာဒီ grocery store ပေါ့เนาะကျွန်တော်တို့ Walmart တို့ဘာတို့ထပ်အကောင်လုံး HEB အကောင်လုံးလူတိုင်းကြားရဲ့ Texas မှာအကောင်အရန်ကြီးတယ်ဆိုင်တွေဝင်သွားစဉ်လောင်းဝအတိအနိုင်နဲ့ရှေ့ဆောင်မှာခြားထလောင်းဝလက်ဆက်သူတို့ရဲ့ အာလေကနေထွက်လာသူတို့မှာလေရှိတယ် HIV ကကိုပိုင်လေရှိရယ်အာခြံရှိတယ်အဲ့ဒီကနေထွက်လာတဲ့အာအတိအနှံနေပေါ့နော်အဲ့ဒါခြာလက်ဆက်တဲ့ဈေးလေးချိုတယ်လက်လေးလက်ဆက်တယ်အားကြောင့်အာမြန်မာတွေအဲ့ဒီ HIV မှာရှိတဲ့ sushi sign ရတဲ့မြန်မာတွေဆိုရင်အ ਨੇ ဆုံးတာတပတ်ကိုတတောင်းခွဲရတဲ့ဆူရတဲ့ဆူရောင်းရတဲ့ဆူရှိဆိုင်ဆိုလို့ရှိရင်အရန်နေတယ်လို့တော့ပြောပြောလို့ရတယ်တချို့ဟာတွေဆိုလို့ရှိရင်ဘယ်လောက်ထိတောင်း ဝင်ဝင်ရှိတယ်ဆိုတော့ဒီတပတ်ကိုရောင်းအား6000ခွဲ9000တသိန်းထိတောင်ရှိရလို့ကျွန်တော်ကြားဘူးတယ်အဲ့တော့ပြောချင်တာအရင် popular ဖြစ်တယ်အာဒီအခန်း၄ခန်းပေါ်တော့အပေါ်မှာအပေါ်မှာနှခန်းအိတ်ခန်းနှခန်းရှိတယ်အာ bathroom တွေဟာ share bathroom ပေါ့နော်ပြီးတော့ game room မှာရှိတယ်အပေါ်မှာဒီမှာ living room ရှိတယ်အပြင်ဒီမှာ game room ရှိတယ်ဒီချိုခန်းအဲ့တော့အာ အာနေခွဲပေါ့နော်အပေါ်မှာတစ်ခု အောက်မှာတစ်ခု အောက်မှာတဝက်တစ်ခုရှိတယ်ဆိုတော့အဲ့တော့ကျွန်တော်စကားပြန်ပြောတဲ့ဟာပြန်သွားမယ်ဆိုလို့ရှိရင်ဒီမှာ HEB ရဲ့ distribution center အခုစောင့်နေတယ်ဧက9ဧက900ထင်တယ်900လား9000လား900ပဲထားလိုက်ပါတော့9000ဆိုရင်နေတာတော့မဟုတ်ဘူး900ထင်တယ်900ကိုသူတို့ကဝယ်လိုက်ပြီးတော့အခုစောင့်နေပြီဒီ warehouse အ ကြီးကြီးဒီကနေ distribute လုပ်မှာပေါ့နော်ဟိုဖြန့်ဖြူမှာဒီ PC တွေဒီ HB အတွက်လိုအပ်တဲ့ဟာတွေပေါ့နော်အဲ့လိုမျိုးနေရာ warehouse allow အများကြီးပေါ်လာလိမ့်မယ်အဲ့ဒီနေရာမှာအဲ့ဒီနေရာမှာပြီး HB ကပေးတာလေးကောင်းတယ်ပေါ့နော် base အစားပေးတာတွေလေးကောင်းတယ်ဆိုတဲ့အခါကျတော့ဒီဒီနေရာကအခုနေရာပေါ့နော်အာ Daikin နဲ့ HB distribution center ရဲ့အလဲမှာသွားဖြစ်နေတယ်အာ မြောက်ဘက်ကိုနည်းနည်းအာမိနစ်20လောက်25မိနစ်လောက်ဆက်မောင်းမယ်ဆိုလို့ရှိရင်ဒီခုန HEB distribution center မှာ ရောက်မယ်။အိုးစကားမဆက်တာနဲ့ကျွန်တော်အလုရှာတဲ့လူတွေရှိတယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့ဒီမှာရှာစေချင်တဲ့ HEB distribution center ပေါ့နော်အဲ့ဒီမှာအလုအစ်တွေဖွင့်ပြီလားလူစခေါ်ပြီလားကျွန်တော်လည်းမသိဘူးဒါပေမဲ့ကျွန်တော်သိတာတော့ business day လာတဲ့ HEB distribution center အစ်စောင့်နေတယ် ဆိုတော့ကျွန်တော်ကြားတယ်အဲ့ခါကျတော့အဲ့ဒီ distribution center မှာလူတွေကလိုပါပဲအများကြီးလိုပါပဲဒီက warehouse တွေဒီစက်ရုံနဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်အကုန်ဒီကုန်ချတဲ့ truck mounter တွေအကောင်လုံးအလုတ်ပေါင်းစုံလိုအပ်တဲ့ဟာရှိမှာပဲအဲ့တော့အဲ့ဒီမှာလုပ်မယ်ဆိုလို့ရှိရင်ဒါခိုင်သွားပြီသိရမလားအာအဲ့လိုမျိုးနေရာဆိုရင်အာပေးတာလေကောင်းတယ် HP တို့ပါတို့ဆိုလို့ရှိရင်ပေါ့နော်ဆိုတော့အဲ့ဒီမှာလှုပ်လို့ရတယ်ဒိုက်ကင်မှာလှုပ်လို့ရတယ်တချို့လူတွေကတခြားပြင်နေရတယ်ပြောင်းသွားတယ်โอเค အသိမရှိဘူးညောဒီ user မှာအဲ့တော့အာ ACC မှာတွားလို့ကြတယ်အဲ့လိုမျိုးတွေရှိတယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်းတော့တခါမှအာ ACC မှာတွားလည်းမတွားဘူးအဲ့ဒီကတချို့လူတွေနဲ့တိတော့တိဒါပေမဲ့အဲ့လိုခင်တာမဟုတ်ဘူးဆိုတော့ခါကြတော့ပေါ့နော်အာလာစားတော့အစစဝင်ချင်းတော့တိတ်အာမကောင်းဘူးလို့ပြောတယ်ဟိုမှာအာ ACC ရောမှာဒါပေမဲ့ I mean အာ loss အလောက်အာရောက်ခါစတခုအလောက်တခုရှိဖို့တော့ကတော့ တည်ရမလားအာကောင်းတယ်အာအဲ့ဒီအပြင်ကြာလာလို့ရှိရင်တော့လည်းသူဖြစ်သွားအောင်ပေါ့နော်အာပေးတာတွေပါလေပူကောင်း HP ရတော့ပူပေးတာပူကောင်းတယ်လို့ကျွန်တော်တည်ရတယ်ပေါ့နော်အာကျွန်တော်တချို့လူတွေစကားပြောတဲ့အရာဆိုလို့ရှိရင်သူတို့ဆက်ဆက်ချင်းတော့မှဒီ warehouse အာအဲ့ဆက်ရှိစကုန်း20တင်အဲ့လိုမျိုးပေးတယ်လို့ပြောတယ်အာညမာတွေအဲ့ဒီမှာလောက်သလားဆိုတော့ကျွန်တော်မသိဘူးအာဘောနော်အာဘယ်နေအောင်မဆိုအမင်းကိုယ့်အကူ လှုပ်ရှားတတ်တယ်လှုပ်တတ်တယ်အာရှားတယ်ဆိုလို့ရှိရင်တော့ဘာသူမဆိုရှားလို့ရတယ်အာလှုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒါအခွင့်ကောင်းတစ်ခုပဲကျွန်တော်တို့ဒီ HB အသစ်ဖွင့်ပြီးဆိုလို့ရှိရင်လည်းအဲ့ဒီမှာလည်းသွားလှုပ်လို့ရတယ်ဆိုတော့အာဒီအင်ရပေါ့နော် အာအသေးစိတ်သိချင်တဲ့အာစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဒီအင်တစ်ခုတည်းမဟုတ်အများကြီးအများကြီးရှိတယ်ဒီအင်ကိုအခုကျွန်တော်ပြရတယ်ဆိုတာအာဒိုက်ကင်နာမှာရှိပါတယ်အင်စိတ်ဒီလောက်နဲ့ຕົງသိန်း3000နဲ့ရပါတယ်ဆိုတော့ဟာကျွန်တော်ပြတာဖြစ်တယ်မြင်ရတဲ့အတိုင်းပဲဒီမှာအာကျွန်တော်တို့ပေါ့နော်အိမ်တွေတော်တော်လှတယ်ဒါပေမဲ့ င်ရောက်တဲ့အချိန်မှာဒီဟာတွေ furniture တွေတော့မပါဘူးပေါ့နော်ဒါတွေကကျတော့အခုစင်ထားတာဖြစ်တယ်အာသူတို့အာရောင်းခန်းလောက်တာဖြစ်တယ်ပြီးလို့ရှိရင်ခုန garage ရှေ့မှာတချို့လူတွေခဏရရန်ပြောပြန်တော့မယ်အာ garage လည်းမရှိဘူးပါညာရှေ့က garage အဲ့ဒီဟာခုလောလောဆယ် model home လောက်တဲ့အတွက်ကြောင့်အဲ့ဒီဟာပိတ်ထားတယ်ရှေ့မှာ driveway ပိတ်ထားတယ်အိမ်တဲ့အကောင်လုံးရောင်းပြီးတော့မှဒီဟာကိုနောက်ဆောင်ရောင်းမှာဒီဟာရောင်းတဲ့အချိန်ကျလို့ရှိရင်အဲ့ဒီ office ကိုပြန်ဖြတ်ပြီးတော့အကောင်လုံး driveway တွေပြန်လုပ်မှာသူတို့အတွက် တော့လင်း၅တောင်းကောင်းတာဘာမှပြဿနာမရှိသူတို့အိမ်အများကြီးဒီလောက်ရာနဲ့ချီပြီးတော့ရောင်းတဲ့အချိန်ပါပေါ့နော်ဆိုတော့အဲ့လိုလုတ်လုတ်ပါတယ်ဆိုတဲ့ဟာပြောချင်ပါတယ်ချုပ်လူတွေကအော် garage လို့ဒီမှာ Texas မှာ garage dust standard crush အိမ်တိုင်းမှာ garage ရှိတယ်ပေါ့နော်ဆိုတာပြောချင်ပါတယ် um okay အာအလုံးဒီလောက်ပါပဲစိတ်ဝင်စားတယ်ဆိုလို့ရှိရင်လေကျွန်တော်ဆက်သွယ်လေးရမယ်ကျွန်တော်ဖုန်းတော့ဒီမှာတင်ထားပါတယ်နော် okay bye bye